မင်္ဂလာပါခင်ဗျာ KKT Electronic Channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီကနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ဒီ booster ပေါ့နော်ဒီ layer ပဲ booster card တွေကိုအသုံးပြုပြီးတော့မှဒီဆက်နဖို့ battery တွေရဲ့နေဒီ laptop တွေကိုဘယ်လို power ပေးလို့ရတယ်လဲဆိုတော့အကြောင်းအရာလေးရဲ့နောက်ဒီ booster တွေရဲ့ဒီ constant current နဲ့ constant voltage ကိုဘယ်လိုချိန်ရမလဲဆိုတော့အားလေးကိုကျွန်တော်ပြောပြပေးသွားမယ်ပေါ့နော်အဲ ီဗီဒီယိုကတော့ဒါအခုမှစပြီးတော့လေးလာနေတဲ့လူတွေအတွက်အစဉ်ပြေပါလိမ့်မယ်ဒီဒီနီလာကိုအသုံးပြုပြီးတော့ဒီ laptop power bank တွေကိုလည်းဒါတော်တော်များများအဲအသုံးပြုခဲ့ကြပြီပေါ့နော်ဒီ 3S battery package ကနေပြီးတော့မှဒါ laptop တွေကို power supply ပေးတဲ့အခါမှာဒါ laptop power bank အဖြစ်နဲ့အဓိကစင်တဲ့အခါမှာလည်းပဲဒီ layer web booster card ကိုအဓိကအသုံးပြုကြတယ်ပေါ့နော်အခုထိတော့ဒါဘာဘာ customer တွေနေ complaint တက်တာပါညာတော့မတွေ့သေးဘူးပေါ့နော်အဲ့အတွက်ကြောင့် ဒီကောင်လေးတုံးရတာကဒါ safe ဖြစ်ပါတယ်ဗောနော်သူက booster ဖြစ်တဲ့အတွက်ဒီကိုပေးသွင်းတဲ့ဘို့ထက်မြင့်တဲ့ဘို့ကိုထုတ်ပေးမယ်ဗောနော်ဥပမာကျွန်တော်တို့က set up ဘို့ battery ရှိထားတယ်ဟုတ်ပြီ laptop ကို power ပေးချင်တာ laptop ရဲ့ဘိုအားကပုံမှန်အားဖြင့်တော့ဒီ19 19.5ဗောနော်အဲ့လောက်ထိရှိတယ်အဲ ampere အနေနဲ့ပြောမယ်ဆိုရင်တော့ဒါ3 ampere jaw နေစမယ်ပေါ့နော်အဲ့ဒါနေတော့65 watt ကတော့ဒါအနည်းဆုံးရှိကြတယ်ပေါ့နော် laptop ကအဲ့ဒါနေတော့တချို့ကြတော့လည်းဒါ watt 100 watt 150 150စသဖြင့်ဒါ laptop ရဲ့ model အလိုက်စားသုံးတဲ့ဘဝပမာဏလည်းမတူကြဘူးပေါ့နော်အဲကျွန်တော်တို့ကအဓိကဒါ power supply ပေးဖို့ပေါ့နော်ဒီလိုမျိုး quad ကိုလှုပ်တော့မယ်ဟေ့ဆိုရင်ကျွန်တော်တို့တိထားမှာကဒီ laptop ကိုသုံးလိုက်မယ်ကို power ပေးမယ် laptop ရဲ့ဘို့ဘယ်လောက်ထိရှိသလဲနောက်ပြီးတော့ ampere ဘယ်လောက်ထိရှိသလဲပေါ့နော်အဲ့ဒါလေးကတော့ဒါအတိဖို့လိုပါလိမ့်မယ်အဲ့ဒါတော့ဒါသူ့ရဲ့ adapter မှာတခါတယ်အဖော်ပြပြီးသားဖြစ်လိမ့်မယ်ပေါ့နော်ဒီ laptop ရဲ့ adapter ကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်တာနဲ့အမှတခါလေးရေးထားတယ် ရမဆုံးကျွန်တော်တို့ကကိုအသုံးပြုမဲ့ booster ပေါ့နော်ကိုအဲ constant current နဲ့ constant voltage ကို adjust အရင်လုပ်မယ်ပေါ့နော်အဝင်ရတော့ပြဿနာမရှိဘူးအဝင်ရတော့ဒါဘာကြောင့်လဲဆိုရင်ကျွန်တော်တို့က12ဖို့ကိုအသုံးပြုမှဖြစ်တဲ့အတွက်ပေါ့နော်ဒီမှာအဝင်12ဖို့အဝင်ပေးမယ်ပြီးဒီအထက်အတွက်ကျွန်တော်တို့ဒီမှာတခါတယ်အာဒီ current နဲ့ voltage ကို change မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ကပရမဆုံးဒီမှာဘာကို change မလဲဆိုရင် constant current ကိုအရင် change မယ်ဟုတ်ပြီအဲ့တော့ constant current ကို change မယ်ဆိုရင် သူကဘယ်လိုရှိလဲဆိုတော့ဒီ mobile charger တွေပဲဖြစ်ဖြစ်ဒီ laptop charger တွေပဲဖြစ်ဖြစ်ပေါ့နော်သူကဒီ constant voltage ကိုပဲသူကထုတ်ပေးတာဖြစ်တယ် constant current ပေါ့နော် charger တွေကိုသူက limit လောက်ထားတာမရှိဘူးအဲ့လိုတော့ကြောင်းကျွန်တော်တို့ကဒီ booster မှာလည်းပဲ current ကိုပေါ့နော်ဒီ current ကို limit လောက်ပေးတဲ့ဒီ available resistor ကိုကျွန်တော်ကဘာလဲဆိုရင် current ကိုအမြင့်ဆုံးတင်ပေးထားလိုက်မယ်ပေါ့နော်အဲဘယ်လိုခေါ်မလဲအာတတ်တတ်ကြီးဟိုလိုကြီး current ကိုပေါ့နော်ဒီ limit လုတ်ပြီးတော့ chain နေစရာမလိုဘူးပေါ့နော်ဒီတိုင်းအဆုံးထိကျွန်တော်တို့က current ကိုတင်ထားပေးလိုက်မယ်နော်အဲ laptop ကသူလိုအပ်တဲ့ current ပမာဏကိုပဲဘာဖြစ်လဲဆိုရင်ဆွဲသွားလိုက်မယ်နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒါသူ့ကိုပရမာသုံးဒီ variable resistor လေးပေါ့နော်အဲဒါလေးကိုကျွန်တော်တို့ကအဆုံးထိလဲ့ပေးထားလိုက်မယ်သူ့ကိုဒီလိုညာဘက်လဲ့ရင် current တင်တယ်လိုဘက်ဘက်လဲ့ရင်တော့ current ကညော့သွားမယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကညာဘက်ကိုလဲ့မယ်အဆုံးထိကျွန်တော်တို့ကဘာလို့ဆိုရင်လဲ့ပေးလိုက်မယ် ဆုံးတီးလိုက်ပေးလိုက်မယ်အဲ့လိုဆုံးပြီးဟိတ်ဆိုရင်တော့เนาะဒီအဆုံးထိရောက်ပြီးဆိုရင်သူကအမှဒီ variable resistor တဲ့နေကလစ်တန်လေးထွက်လိုက်မယ်เนาะအဲ့ဒီကလစ်တန်ထွက်ပြီးဆိုရင်တော့သူကရပြီထပ်ပြီးတော့လဲဆရာမလို့တော့ဘောเนาะကလစ်ဆိုတဲ့အတန်ထွက်လာပြီးဆိုရင်ဒါဆက်ပြီးတော့လဲဆရာမလို့တော့ဘူးဒါဆိုရင် current ချိန်တာပြီးသွားပြီเนาะသူကခုနကရှေ့မှာကျွန်တော်ပြောသလိုပဲတွားကြတော့ဒါဒီလောက်လောက်လိုက်ရင်ရသွားပြီသူ laptop ကနေပြီးတော့မှသူလိုအပ်တဲ့ current ပမာဏကိုပဲသူဆွဲသွားလိမ့်မယ်เนาะ အဲ့တော့ကျွန်တော်တို့ကအဓိကဒီမှာလှုပ်သွားမှာကဘာလဲဆိုရင် constant flow တွေကိုတော့ကျွန်တော်တို့ကအတိအကျချိန်နေချိန်ပေးရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်အသုံးပြုမဲ့ laptop က19.5 volt ရှိတယ်အဲ့ခါကျတော့ကျွန်တော်အထွက်ကိုတော့19.5 volt quality တော့ထားပေးမှရမယ်အဲ့ခါကျတော့19.5 volt ရှိမရှိဘူးသိဖို့ရန်ကျွန်တော်တို့ကဘာလှုပ်သွားယူလဲဆိုရင်မီတာလုံးပဲပေါ့နော်တောင်းပွင့်လဲ volt ampere မီတာတွေအဲ့တော့ဒီဘိုးတွေကိုအမှန်ပြပေးနိုင်မယ်မီတာတစ်လုံးလုံးလုံးမယ်အဲ မัลတီမီတာတွေနဲ့လှုပ်ထားတော့တာအကောင်းဆုံးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီမှာ booster တွေအဝင်ရောဒီလိုပုံစံလေးနဲ့ဒါအဝင်ထားထားတယ်ပေါ့နော်အာအဆင်ပြေတယ်လို့ဝင်လို့ရပါတယ်နော်အဝင်ရတော့ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာ battery နဲ့ချိတ်ဆက်ပြီးတော့မှဒီမှာလာပြီးတော့ထိုးလိုက်မယ်ဟုတ်ပြီနော်ဟုတ်ပြီအဲ့လိုထိုးလိုက်တာ ਨੇ ဟိုမှာ output က17.7ပဲရှိသေးတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကထပ်ပြီးတော့တင်ပေးရမယ်။ဘာကြောင့်လဲဆိုရင်အာ laptop က19.5ပို့ရှိတဲ့အတွက်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ပို့နည်းနည်းလေး တင်ပေးလိုက်မယ်နော်အဲ့တော့အာဒီမှာကတော့ adjust လုပ်ဖို့ variable resistor တွေမှာတော့ဒီမှာသူစတာခါရေးထားတယ်အာ CC CC လို့ရေးထားတဲ့ဘက်ကဒါပါလဲဆိုရင် current ကို adjust လုပ်ပေးရမှာဖြစ်ပြီးတော့ CB လို့ရေးထားတဲ့ဘက်ကဒါ voltage ကို adjust လုပ်ပေးရမှာဖြစ်တယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ voltage ကိုနည်းနည်း adjust လုပ်ဖို့ရန်အတွက်ကျွန်တော်လှည့်ပေးလိုက်မယ်ဗောနော်အတော့ကြတော့ခုနကဒီ constant current ချိန်တဲ့ဒီ variable resistor နဲ့ပြောင်းပြန်ဗောနော်တူကကြတော့ညာဘက်ကိုလှည့်လိုက်ရင် voltage ရော့မယ်ဘယ်ဘက်ကိုလှည့်လိုက်ရင် voltage တိုးလာမယ်။ကားရိုင်းကကျတော့ညာဘက်ကိုလှည့်ရင်တိုးမယ်။ဘယ်ဘက်ကိုလှည့်ရင်ယော့မယ်။ဟုတ်ပြီနော်။အဲ့ခါကျကျွန်တော်တို့ကဒါသူ့ကိုနော်ဘို့တင်มาဖြစ်တဲ့အတွက်ဘယ်ဘက်ကိုလှည့်လိုက်မယ်။ဟုတ်ပြီ။အာဘိုးတွေတက်လာပြီနော်။19.5ရောက်တဲ့အထိကျွန်တော်ထားလိုက်မယ်။ ောက်ပြီး90.5ရောက်သွားပြီဆိုတော့ကျွန်တော်တို့မှာရလိုက်မယ်။အဲဒါတော့ကျွန်တော်တို့ laptop နဲ့ဒါရိုက်ချိတ်ဆက်လို့ရပြီပေါ့နော်။အဲ့တော့ကျွန်တော်တို့ laptop နဲ့ဒါရိုက်ချိတ်ဆက်ကြည့်မယ်ပေါ့နော်။ laptop နဲ့ချိတ်ဆက်ဖို့ရအတွက်ကျွန်တော်တို့ကဒီလိုကောင်းပြောင်းလေးတော့လိုလိမ့်မယ်နော်။ဒါမျိုးကောင်းပြောင်းကတော့ဒါရှိထားမှဖြစ်မယ်။ကိုကိုရဲ့ဒီ laptop ပြဲခေါင်းနဲ့ကန့်ညီပဲခေါင်းကိုကျွန်တော်တို့ကရွေးချယ်အသုံးပြုရမှာပေါ့နော်။ကျွန်တော်တို့ကဒီကောင်းပြောင်းလေးကိုထိုးဖို့ရအတွက်ကကြတော့ဒီမှာဒီလိုမျိုး ဒါဂျပန်တွေကိုအသုံးပြုပေးရမယ်ပေါ့နော်ဟုတ်ပြီဂျပန်တွေကိုအသုံးပြုတဲ့နေရာမှာကျွန်တော်တို့ကဒါ plus minus တော့မမှားဘူးအရေးကြီးတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါကျွန်တော်ကဒီမှာ Dell laptop ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ဘာလဲဆိုရင်ဒါလေးနဲ့ကိုက်ညီမှုရှိရပေါ့နော်အဲ့တော့ကျွန်တော်ဒီအောင်လေးကိုရွေးချယ်လိုက်မယ်ရွေးပြီးတော့မှဒီမှာကျွန်တော်တို့ကလာပြီးတော့ထိုးရမှာပေါ့နော်ဒီလိုလေးထိုးရမှာဟုတ်ပြီအဲ့ဒါဆိုတော့ရရသွားပြီဒါဆိုရင်ဒါသူ့ကိုကျွန်တော်တို့က laptop ကိုတွားပြီးတော့ထိုးလို့ရသွားပြီပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဒါ plus minus မမမမဆိုတော့ကျွန်တော်တစ်ချက်တော့အရင်ပြန်တိုင်းကြည့်မယ်အဲ့တော့ တမျိုးချစ်ပင်နေမှာဆိုရင်တော့ဒီကလေးရပါတော့ဒါကအပေါင်းเนาะဒီဘေးကဘော်ဒီကဒါအနုတ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တိုင်ကြည့်မယ် okay polarity မှန်ပါတယ်เนาะတော်မနိုင်ဒီမှာအနုတ်လာပြီးတော့ပြအောင်เนาะတော်ကြတော့ဟုတ်ပြီအဲ့ကျွန်တော် polarity မှန်နေအဲ့တော့ကျွန်တော်တို့က laptop တွေကိုထိုးပြီးတော့မှစမ်းကြည့်လို့ရပြီပေါ့เนาะဟုတ်ပြီဟုတ်ပြီအဲ့တော့ကျွန်တော် power လက်တော့မှာတော့တော်တော်ထိုးကြည့်လိုက်ပြီအဲ့တော့ကျွန်တော် power clock ကိုနှိပ်ကြည့်မယ်နော်ဟုတ်ပြီအဲ့တော့ဒီချက်လောက်ကြည့်ကြည့်မယ် power clock နှိပ်ကြည့်မယ်ဟုတ်ပြီအမပါဝါတက်လာပါပြီဒီပုံဒီကြီးနဲ့ကျွန်တော်တို့ကဒီဆက်နှပ်ဘက်ထရီတွေနေပြီးတော့မှဒီ layer ဘက် booster တွေကိုအသုံးပြုပြီးတော့မှ laptop တွေကို power supply ပေးလို့ရမှာဖြစ်တယ်လို့ဒီ laptop power bank တွေကိုလည်းပဲဒါကျွန်တော်တို့အဲစင်လို့ရမယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီနေရာမှာကျွန်တော်တို့က boost ampere meter တွေပဲဖြစ်ဖြစ်ထွက် boost ကိုလည်းပဲဒါကျွန်တော်တို့ဘယ်လောက်ရှိလဲဆိုတာလည်းကြည့်လို့ရအောင်ထည့်ထားလို့ရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့ဒါရပါပြီနော်ဟုတ်ပြီတော့ power လည်းပွင့်နေပြီဟုတ်ပြီအဲ့ဆိုတော့ဒါအေးစစ်စစ်ကျွန်တော်တို့အသုံးပြုလို့ရရပါနော်အဲ့တော့ဒီကနေ့ကျွန်တော်ပြောပြပေးခဲ့တဲ့အကြောင်းအရာလေးကို ကြိုင်တဲ့ကြမယ်လို့ထင်ပါတယ်ဗောနော်အဲ့တော့ဒီလိုပုံစံလေးနဲ့ကျွန်တော်တို့ဒါ laptop တွေကို12 volt battery တစ်လုံးရှိရနဲ့ဒါလွယ်လွယ်ကူကူဒီ layer wall booster ကိုအသုံးပြုပြီးတော့မှဒါ power ပေးလို့ရပါတယ်ဗောနော်ဟုတ်ပြီအဲ့တော့နောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတဲ့အကြောင်းအရာတွေနဲ့ကျွန်တော်တို့ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ